အာဒီနေ့တော့ခင်ဗျားတို့မြန်မာတွေရည်ပြောနိုင်တော့ဗျာကျွန်တော်ဒီလိုရောစေအိန္ဒိယကဖိုရန်တခုကိုတက်တယ်တက်နေတော့အယူသံမမှီပါဆိုလို့ပြောနှမ်းပြောတာအခုဒီမှာကအိန္ဒိယဆန်တော်ချင်းကပြောမယ်ဆိုရင်ဒီမှာကည6နှစ်ကျွန်တော်6နှစ်ကျော်ပဲရှိပါသေးတယ်6နှစ်6မိနစ်ပေါ့ဟိုမှာကမြန်မာပြည်မှာကိုရိုနာကြီးကျော်နေပြီအဲကျွန်တော်ယူသံပြောဖို့မပြီးတော့ကျွန်တော်တို့ဒီမှာကိုရိုနာကြီးမှာနောက်တစ်နိုင်မှာကျွန်တော်တင်တာရှိတယ်မပြီးတော့တဲ့အတွက်ကျွန်တော်မိတဲ့ချိန်နှမ်းပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရောက်ရနေရကျွန်တော်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောရမယ့်အကြောင်းအရာကရှားမဟုတ်ဘူးဗျလူလူချင်းတစ်ခုသုံးခုပဲပြောရမယ်မနေ့ကတော့ကျွန်တော်တို့ online မှာတက်လာတဲ့ဒီ ယင်ထင်းရဲ့ကိစ္စပေါ့အားလုံးသိတဲ့အတိုင်းပဲယင်ထင်းရဲ့မော်တော်ဘီကယ်ကဟိုဖမ်းတဲ့ကိစ္စပေါ့မော်တော်ဘီကယ်ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကားကကားမောင်းသမားကဟိုက်ဂျင်နဲ့ကားမောင်းသမားမောင်းပြေးသွားတဲ့ကိစ္စလေအဲ့ကိစ္စဆိုရင်ကျွန်တော်တင်ချာဒီရဲတပ်ဖွဲ့ဝင်နေပါတယ်တခြားကျွန်တော်ရုံအဖွဲ့တွေမိခိုင်းပါတယ်မိခိုင်းရုံအဖွဲ့တွေရှေ့တက်လာတဲ့တရိယာဆိုရင်တော့ဒီယင်ထင်းရဲ့ကတော့ဒီပါရီလမ်းပေါ်လှိုင်းပါရီလမ်းပေါ်မှာလှိုင်းမြို့နဲ့ပါရီလမ်းပေါ်မှာသူဖမ်းချင်ရှိတယ်ဖမ်းတယ် အဖမ်းပေမဲ့အခြားတစ်ဖက်မှာပါဖြစ်လေဆိုတော့သူဖမ်းတဲ့ဟာကိုတစ်ဖက်ကအဖမ်းမခံမဲနဲ့အရင်တည်းရဲ့လက်ကိုချိတ်ပြီးတော့ကားပေါ်ကိုတင်ပြီးတော့မောင်းပြေးသွားတဲ့သဘောမျိုးလို့ကျွန်တော်သိရတယ်။အဲ့တော့ဒီဒီဗီဒီယိုဖိုင်အစတင်တဲ့သူကလည်းဒီဖြိုးတန်တာဆိုတဲ့ညီမလေးတယောက်ပါ။သူက social media မှာ TikTok မှာသူဒီအဲ TikTok မှာလူငယ်အကြိုက်ဟိုဟာလေး blog လေးတွေပြောနေတဲ့ကလေးမလေးတယောက်ပါ။အဲ့ညီမတယောက်ပါသူတင်ထားတာတွေ့ရတယ်။သူတင်ထားတွေ့ပြီးမှကျွန်တော်ကြည့်လိုက်ပြီးတော့မှတော်တော်လေးဒါတော်တော်ရုပ်ဆုပ်ရုပ်ပေါ်တော့တွေ့ရတယ်။အဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ရင်ရင်ထင်းရဲ့ ဘက်ကပဲကျွန်တော်ရက်တည်ပါတယ်။ဘာလို့လဲဆိုတော့ဒီကားမောင်းသမားကတော့မရိုက်နိုင်ဘူးကျွန်တော်တို့သတ်မှတ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဒီ post ပြဿနာတင်တဲ့ post ရအောင်မှာလူတွေဝိုင်းပြီးရင်းထင်းရဲနဲ့ပတ်သက်ပြီးတော့ပြစ်တင်ထားတာရှိပါတယ်။ကျွန်တော်ပုံအမြင်ပြောရရင်တော့ရင်းထင်းရဲတွေကကားမောင်းကားမောင်းရေးဆိုရင်ပတ်စံတွေတောင်းနေတောင်းနေဆိုတဲ့ကိစ္စ။ရင်းထင်းရဲတွေကကားမောင်းရေးဆိုရင်ပတ်စံတောင်းနေဆိုတဲ့ကိစ္စကတက်တက်တလိုင်းထားပါ။အခုဒီကိစ္စကကြတော့ရင်းထင်းရဲကရင်းထင်းရဲကကားမောင်းရှယ်နေတီးတို့သူ့ရဲ့ဒီ license တွေတောင်းစစ်တယ်။စစ်တဲ့အချိန်မှာသူ့ရဲ့လိုအပ်ချက်တောင်းစစ်တဲ့အချိန်မှာ ကောင်းကောင်းမအစ်ခံရပါလေနဲ့အစ်မခံမနဲ့ယင်ထင်းရဲကိုကောက်ယင်ထင်းရဲကိုဒီယင်ထင်းရဲကိုသူကလက်ကိုအတင်းဆွဲပြီးကောက်ဆွတ်ပေါင်းပြီးတဲ့ပုံစံမျိုးကြတော့ယင်ထင်းရဲမတော်တဆအတွတ်ထွက်သွားနိုင်တည်သွားနိုင်ပါလေမတော်တဆကမ်းညာပြီးတည်သွားနိုင်ပါလေဒီလိုနေသားမျိုးကြီးနဲ့သူလောက်တာဖြစ်တဲ့အတွက်ဒါကကြာတော့တော်တော်လေးကိုဟိုစိုးရတဲ့ပြမှုပါကွန်လန်စိုးရတဲ့ပြမှုပါအဲ့ကာသမဘသူလည်းကျွန်တော်မသိဘူးဘသူပိုင်လည်းကျွန်တော်မသိဘူးစိတ်လည်းမဝင်သားဘူးအဲ့ကာမောင်းသမားရဲ့မိသားစုတိုင်းပိုင်းလည်းကျွန်တော်စိတ်မဝင်သားဘူးကာမောင်းသမားရဲ့နောက်ခံဘက်ကောင်လည်းစိတ်မဝင်သားဘူးဒါပေမဲ့ဥပဒေကိုချိုးဖောက်လို့လို့ခေါ်ပါတယ်နိုင်ငံဝန်ထမ်းတယောက်နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကသူကဒုက္ခပေးတာနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကဒုက္ခပေးတယ် နောက်ရက်ပေးတာပြီးလို့ရှိရင်ဒါသေးလောက်ဖွယ်ဖြစ်တဲ့ပြမှုလို့သူကျွလွန်သွားတာပြီးတော့သူစီကန်းချိုးဖောက်မှုရှိတယ်အဲ့တော့ဒီပြမှုတွေကများတယ်အဲ့နဲ့ပတ်သက်ပြီးတော့ရင်ထင်းရက်တက်ဖွယ်အနေနဲ့လည်းတိတိကျကျပြမှုဖုံးမှုလို့လည်းအမှုဖုံးမှုလို့လည်းရက်တက်ဖွယ်ကလည်းဒါအောင်ဆုံးသားဖော်ထုတ်မှုလို့လည်းကျွန်တော်သိရတော့ဒီနေ့တော့ရက်တက်ဖွယ်ကအဲ့ဒီလိုသွားပြီးတော့ဖမ်းဆီးရလို့တယ်လို့ပြောတယ်မနေ့ကတော့မဖမ်းနိုင်ဘူးထင်တယ်ရက်တက်ဖွယ်အနေနဲ့ဒီနေ့တော့ဖမ်းဆီးရလို့တယ်လို့သိရတယ်ဆိုတော့ဘာပြောဒီမှုမျိုးမှာတော့တရားဝင်စုံမှုကိုပြည်သက်ပြဖို့လိုပါတယ်ရင်ထင်းရက်တော့သူလမ်းမှာကားတွေကိုတားပြီးတော့ပတ်စံတောင်းတာဘာညာကဒါနောက်ပိုင်းမှာအာနာပိုင်းရဲ့အကြီးကျယ်တဲ့ကိစ္စအဲ့ဒါသက်သက်ကိစ္စပါ အခုဒီကိစ္စမှာတော့ကျွန်တော်ရင်းနေတဲ့ဘက်ကတော့ရက်တည်ပါတယ်အဲ့တော့ကျွန်တော်နှစ်ပိုင်းပြန်ခွဲပြီးတော့ခါတော့နားလည်မယ်ထင်ပါတယ်ကျွန်တော်အမြန်ပြောရမှာလို့နားလည်မယ်ထင်ပါတယ်နောက်ဒုတိယတစ်ခုကတော့ကျွန်တော်အမြင်မတော်တဲ့ကိစ္စပါတဝဲမှာဖြစ်တဲ့ကိစ္စတဝဲမှာဖြစ်တဲ့ကိစ္စကတရားဟောဆရာတဝဲကတရားဟောဆရာဆိုတဲ့ပုံပေါ်ပေါ့အဲ့လိုတော့လောဆယ်ဖမ်းလိုက်ပြီးလို့သိရပါတယ်တဝဲမှာပြားဟိုတဝဲမြို့နယ်ဝဲချွန်းဝဲချွန်းထိန်လေရက်ွက်အဲ့လင်းကွင်းလမ်းဆိုအဲ့လမ်းမှာနေထိုင်တဲ့အဲနေထိုင်တဲ့ပုဂ္ဂိုလ်တွေပါအဲ့မှာသာသနာအဆောက်အအုံလေးဒီဆောက်ပြီးတော့ရိတ်တာဖွင့်ပြီးတော့ပလင်မော်တက်ပြီးတရားဟောတယ်အဲ့ပုဂ္ဂိုလ်ကဥယီချင်းတယ် အဲ့ပုံကအဲ့ပုံကပလင်မော်တက်တရားဟုတ်လေဟောတာအထီးဘူးတွေပဲစောင်းနေသာသနာဝါတွေစောင်းနေဆိုတော့ကျွန်တော်တို့သိသလောက်တော့လူပုတ်ကိုတွေကသာသနာရဲ့ဟိုဟာတွေကိုစောင်းလို့မရဘူးဗျာ ဖုံးကြီးဆိုရင်ပြဿနာမရှိဘူးလူပုဂ္ဂိုလ်ကအတ္တနာမှာစောင်းလဲဆိုတော့ဒါဖမ်းဆီးထိန်းသိမ်းရမယ့်ကိစ္စဖြစ်လာတယ်အခုအဥယျချင်းဆိုတဲ့ပုဂ္ဂိုလ်ကိုစက်တင်ဘာ25ရက်နေ့မနေ့ကညနေပိုင်းလောက်မှာတက်ဆိုင်ရကဖမ်းဆီးထိန်းသိမ်းလဲသူသိရတယ်ပြီးတော့ဒဝဲမြို့နယ်ရဲစခန်းမှာသူအမှုခွင့်ထားတယ်လို့သိရပါတယ်ဆိုတော့ဘာပဲပြောဒါတွေကလည်းကျုပ်လည်းပြောရင်တော့သာသနာရေးနဲ့ပတ်သက်ရင်တော့သာသနာနဲ့ပတ်သက်ရင်ဘာလိုက်နဲ့ပတ်သက်ရင်တော့ဒီကိစ္စအထီးထီးရောက်ကိုက်တွဲတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောရင်တော့ဒီကိစ္စမှာလည်းဒါအစိုးရလုပ်ရတဲ့လုပ်ရကမှန်တယ်လို့ကျွန်တော်နားလဲတယ် ပြီးတော့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်သာသနာရေးနဲ့ပတ်သက်ရင်ဆက်ဆံရတာဝန်ရှိသူတွေနဲ့လက်မနေပဲလုပ်ကြပါပြီးကြရရပိုင်းလည်းခန်းတော်တွေအတိုင်းမှာအဖွားကြီးတယောက်ဟိုသူ့ကိုသူဟိုတရားဟောဆရာမလို့လို့ဘာလို့လို့ညာလို့နဲ့ထပြီးတက်တော်တွေဘာတွေမှအောင်တက်လာတယ်အဲ့ဒါဟောတယ်သူ့ကိုဖမ်းလိုက်တယ်ရေးယူလိုက်တယ်ဒီလိုပဲရှေ့မှာလည်းလူတွေကလူတွေကဘုန်းကြီးလိုမျိုးတရားဟောလို့ဟောဘုန်းကြီးတွေကလူတွေလိုကျင့်လို့ကျင့်ဒါတွေကရှင်းပြောရတာဖောက်ပြဖောက်လဲဖောက်ပြဖြစ်နေတဲ့ကိစ္စတွေပါဒီကိစ္စမျိုးတွေကျွန်တော်တို့တော့လက်ခံလို့မရဘူးအဲ့ဒါကြောင့်သက်ဆံရဟိုဓမ္မဆက်နဲ့မရရင်အာနာဆက်နဲ့တွောင်းပါအာနာဆက်နဲ့ဓမ္မဆက်ကိုပေါင်း30ချင်းလေးတွောင်းရမယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်အဲ့တော့ဘာပဲပြော ပွင့်လည်းပြောရင်ဒီလိုမျိုးဖန်ဆီးရည်ယူမှုဖွင့်တာတွေလည်းကောင်းတဲ့ကိစ္စလို့ကျွန်တော်တော့ပြောချင်တယ်နော်ဒါတော့ကျွန်တော်ဒီနေ့အတူဆုံးပြောနေတဲ့ကိစ္စတွေပါနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဟိုပြောရမယ့်ကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဟိုစောချစ်သူပေါ့ဘုံကြီးစောချစ်သူရဲ့မီးလို့ခေါ်ပါတယ်ဘုံကြီးစောချစ်သူရဲ့မီးမီးတော်တဲ့မီးမီးရဲ့အဲမီးတော်ပေါ့ဗျာမွေးနေ့ပွဲဆိုပြီးတော့သွားဟောက်လုပ်ပြီးတာမွေးနေ့ပွဲဆိုဘောလုံးပွဲပြိုင်ပွဲကျင်းပါတယ်စောချစ်သူရဲ့မီးပေါ့ နီးရတော့ဘောဘောလုံးဘောလုံးမဲ့ဆိုတိုင်ဝင်ချင်းပါတယ်ဘယ်မှာချင်းပါလဲဆိုတော့အာဒီရွှေကုတ်ကိုမြို့တက်ပေါ့မြောက်ရီမြို့နဲ့ရွှေကုတ်ကိုမြို့တက်မှာဘူဝိဆက်ချစ်သူရဲ့မြေစောမင်းစောမင်းတီတဲ့ခေါ်အာကဆဖို့ဆိုတဲ့ပုံကိုကလေးပေါ့အဲ့ကလေးလေတနှစ်သားလေးပဲရှိသေးတယ်သူ့ရဲ့မွေးနေ့အထိမ်းမှန်းဆိုပြီးတော့သူ့ဘူဝိဆက်ချစ်သူလည်းဒါသူ့မြို့သူတော်ချစ်ပုံရပါတယ်အဲ့တော့အဲ့ဖိတ်ကော်ဖလားပြန်ဝင်လေးချင်းပါပြီးသူ့မြေရဲ့မွေးနေ့အထိမ်းမှန်းဆိုပြီးအဲ့လိုချင်းပါတဲ့အချိန်မှာပဲစက်တင်ဘာ25ရက်နေ့မနေ့ညနေပိုင်းကဖြစ်ချင်တော့ကန်ဆိုးသွားပြီးနောက်ဆုံးဘောလုံးပဲကစားတဲ့အချိန်မှာပဲဘောလုံးရဲ့လာကြည့်တဲ့နေရာကအဖောက်အုပ်တောင် ကြည့်တဲ့နေရာကကြည့်တဲ့နေရာမှာရှိတဲ့ဆင်ပေါ့အဲဆင်ပေါ်ခေါင်းမိုးအမိုးပေါ့အမိုးကရုတ်တရက်ပြိုကျလို့အပေါ့ကိုအမျိုးသမီးတက်ပေါ့ထိခဲ့တဲ့အရရှိပါတယ်လို့သိရတယ်အဲ့တော့မျိုးသူဘောက်တုံနဲ့အမျိုးသားနှုတ်ထည့်တဲ့အရရှိသားလို့သိရတယ်ဒါလည်းမထုံမနှမ်းမကြုံမကောင်းကြားမကောင်းဖြစ်ရပေါ့နာမည်ကြည့်ကျင်တော့တာမန်ဘောလုံးပွဲမှာပြိုကျတယ်ထိခဲ့တယ်ဆိုတော့ပြဿနာမရှိဘူးနဲ့ဒါကဘူမီဆော့ချစ်သူဆိုတော့ဆော့ချစ်သူဆိုတာလည်းသိရတဲ့အတိုင်းပဲနာမည်ကျော်ပါတယ်နာမည်ကျော်ဆိုတော့သူ့နာမည်ကြားတာနဲ့အကုန်လုံးကဒရင်တွေကခေါင်းထောင်လာကြတာဆိုတော့ အမွေဆော့ချစ်သူလေးတွေလည်းသူ့မြင်မွေးနေကိုအတွက်အကောင်းလို့ပဲမီဒီယာမှာဟိုးလေးတကြီးတော့ဖြစ်သွားတယ်ပေါ့နော်မွေးနေရမီဒီယာမှာဟိုးလေးတကြီးတော့ဖြစ်သွားတယ်ဆိုတော့အမွေဆော့ချစ်သူတို့လည်းတော်တော်စဉ်းစားကြအောင်ကောင်းတော့သူ့လည်းသူလည်းဘာလို့လို့သူ့ကနာမည်ကိုကြော်နေတော့တာပါပဲကွာဒီလိုပဲပြောအောင်ဖြစ်နေတယ်ဒါကတော့တခုပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ဒီအဲကျွန်တော်တက်မတော်နံပါတ်3ကောင်းဆောင်ဘုသူကြီးကြော်စွာလင်းပေါ့ဘုသူကြီးကြော်စွာလင်းရဲ့တမီးလို့သိရပါတယ်ဘုသူကြော်စွာလင်းရဲ့တမီးလို့သိရပါတယ်အဲ့ဘုသူကြော်စွာလင်းရဲ့တမီးကိုဒီဂျပန်ရောက်မြန်မာတွေကအခု white coat လုပ်တယ်ဆိုတော့အိစာလေးဒီနေ့ပေါ်ပေါ်လာပါတယ် ရှားတော့မဟုတ်ပါဘူးဒီဘုံကြီးကျော် sorry ဘုံကြီးကျော်သားလေး sorry ဘုံဘုံကြီးကျော်သားလေးကျွန်တော်ပြောပါလို့ပါဘုံကြီးကျော်သားလေးတရက်နံပါတ်တက်မတော်နံပါတ်3ကောင်းဘုံကြီးကျော်သားလေးရဲ့သမီးပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းကနန်းလင်းလဲဦးလို့ခေါ်မှတည်း तू ကโจတိုတက်ကတူမှာတက်ကတူတက်နေတယ်ခလီမာလေးပါအဲ तू ကโจတိုတက်ကတူမှာတက်နေတယ်ခလီမာလေးပါ तू ပုံလေးကြည့်တော့လေတကယ်ပြားဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲချောချောလေးဒီကောင်မလေးကချောချောလေးပါဆိုတော့ तू ကသူခလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ ကျိုးတိုးတဲ့ကုသိုလ်မှာသူကသူဘယ်လိုပဲဖြစ်ဖြစ်စာအုပ်ပဲကြောင်းတက်ပြီးပညာသင်ကြားခွင့်ရနိုင်တဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ကျိုးတိုးယူနီဗာစီတီကိုတခါတည်းပို့စီတင်သူတို့ live တက်တီတွေ့ပြီးလို့ရှိရင် comment တွေပေးပြီးတော့ဒုက္ခတွေပေးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာ ဒီဘုဇူကြီးဘုဇူကြော်သားလေးရဲ့တမိနန်းလင်းလက်ဦးကိုတချို့တက္ကသိုလ်တက်ခွင့်ပေးတာဟာဒါပွန့်လည်းပြောရင်ပြစ်တင်ရှုတ်ချပါတယ်ဒါတွေကဒီလိုမလုပ်သိဘူးပေါ့ဗျာဆက်ပြန်ပြောတယ်ကျွန်တော်တော့ပွန့်လည်းပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘုဇူကြီးရဲ့တမိရဲ့ဖြစ်ရဲ့ဘုဇူကြီးရဲ့သူရဲ့ဖြစ်ဘုသူမီးရဲ့ဖြစ်ရဲ့ပညာရေးကဘသူမဆိုရပိုင်ခွင့်ရှိရဗေနိုင်ငံမဆိုပညာရေးနဲ့ပတ်သက်ဘသူမလို့ကန့်တရတယ်ဆိုမလုပ်သိတဲ့အရာအဲ့တော့ပညာရေးကိုလိုက်ပြီးကန့်တက်ပိတ်ပင်နေမယ်ဆိုရင်ဒါပွန့်လည်းပြောတော့ပညာရေးကိုပိတ်ပင်ပိတ်ပင်နေတူတာလေးဒီမိုကရေစီကိုနားမလည်တာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်တို့ပွန့်လည်းပြောမယ်ဒီဂျပန်ရောက်မြန်မာတွေကအချို့သောမြန်မာတွေကတော်တော်ဆိုးတယ် အဲ့လူတွေကြီးတော့လဲသူတို့က overstay ဖြစ်ဖို့များတယ်နောက်တစ်ခုကဟိုဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လဲဒီဂျပန်နိုင်ငံနဲ့ခံထားတဲ့လူတွေသို့မဟုတ် ဂျပန်မှာ PR နေတဲ့သူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစစ်စစ်တွေမဖြစ်နိုင်ဘူးเนาะအဲ့တော့ပို့လည်းပြောရရင်ဒါမျိုးတွေဆိုလဲကျွန်တော်တို့တော်တော်လေးတော့ကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပို့လည်းပြောရရင်တော့ဒါမျိုးကိုကျွန်တော်တို့တော့လက်မခံပါဘူးဒါ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 ပို့လည်းပြောရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဘယ်ကြီးကြော်သွားလဲသမီးမိုင်မဟုတ်ဘူးတက်တက်မတော်မှရှိတဲ့ထိမင်းကောင်းဆောင်ဒီနိုင်ငံတော်အကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုသင့်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းက ဟိုတူတလူငါတမဲနဲ့ကိုကိုရိုင်းဘိုးကြဆုံမွေးဝါရခိုင်ထားတဲ့ပုံကူတွေကဖြစ်တယ်အာနာရှင်စိတ်ရှိရသူတွေကဖြစ်တယ်လို့ကျွန်တော်တို့တခါလေးပြောချင်ပါတယ်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့ဒီတက်မတော်ကတက်မတော်ကဒီအရွယ်မရောက်သေးတဲ့စသားလုတ်သွားတဲ့ထက်သားတစ်ထောင်လောက်ကိုပြန်ပြီးတော့သူတို့မိဘတွေဆိုပြန်လွတ်ပေးတယ်ဆိုတဲ့သတင်းလေးပါသတင်းလေးကိုသတင်းလေးပြောချင်ပါတယ်အဲ့ဒါလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဘာလို့လဲဆိုတော့တက်မတော်ကတစ်ချိန်လုံးတစ်ချိန်လုံးလူတွေကပြောတယ်တက်အဲဘယ်လိုခေါ်မလဲအဲစသားလေးတွေပေါ့နော်စသားလေးအသက်မပြည့်သေးတဲ့စသားတွေကိုတက်မတော်ကအဲ တော့ရှောက်တမတော်ကတမတော်စစ်သားတွေကိုတုံးပြူနေပါတယ်တုံးပြူနေပါဆိုပြောနေကြတာအဲ့လိုပြောနေတဲ့ဟာကိုတမတော်ကအကုန်လုံး reform လုပ်ပြလိုက်တဲ့သဘောပဲပြီးတော့သူတို့တမတော်တွေမှာတမတော်တွေဝင်လာတဲ့စစ်သားတွေထဲမှာအကယ်၍အသက်မကြီးတဲ့သူရှိတယ်ဆိုရင်ချက်ချင်းသူတို့ကဒါမျိုးတွေကိုပေါ်ထုတ်စုံစမ်းပေးတယ်ပြီးတော့ဟိုလူတွေပြောနေတဲ့ကိစ္စကိုသူတို့ကအရေးကြီးယူနေတာဝန်ယူပြီးတော့တရားလုပ်ပေးတာကိုတွေ့ရတယ်ဆိုတော့ဒါကိုကြီးကြီးအပြင်းတမတော်ကတမတော်ကပြည်ပြန်ပြောင်းလဲရေးကိုအသက်တန်တရားလုပ်ပေးနေတာတွေ့ရတယ်ဆိုတော့ဒါလေးကကောင်းတဲ့ကိစ္စပါအဲ့တော့တမတော်မှာဒီခလေးစစ်သားလို့ခေါ်တဲ့စစ်သားအငယ်လေးအသေးလေးရှိတယ်လို့ ပြောတော့ပြောကြတဲ့အခါမှာသူပြောတဲ့အတိုင်းပဲသူတို့ကလည်းသူတို့ကလည်းရှင်ရှာဖွေဖောက်ထုတ်ပြီးတော့ကလေးစစ်သားဖြစ်တဲ့ပုံကိုယ်ကိုလည်းပြန်ပြီးတော့ဟိုပြန်ပြီးပါလိပြန်လှုပ်ပေးပါလေအဲ့တော့ကျွန်တော်တို့တက်မတော်အဲ့လိုလုပ်တယ်ဆိုရင်တိုင်းသားလက်နက်ကိုင်းလို့အမိခံထားတဲ့နော်အဖွဲ့တွေအဲ့ဒီဖွဲ့တွေကဘယ်လိုသဘောထားမလဲအဲ့ဒီဖွဲ့တွေကမလုပ်လဲကျွန်တော်အဲ့ဒါကိုမေးခွန်းထုတ်အောင်ဖြစ်တယ်ဆိုကြပါစို့အဲ့ဒီဖွဲ့တွေကအဲ့ဒီဖွဲ့တွေကဒီဒီမှာတော့ KIA ပဲထောက်တော့ KIA မှာခလစ်စစ်သားတွေရှိပါတယ် KIA မှာခလစ်စစ်သားတွေရှိပါတယ်နောက်တစ်ခါ ် KNU မှာရှိပါတယ် TNL မှာရှိပါတယ် AA မှာရှိပါတယ် DKB မှာလည်း sorry AA မှာလည်းရှိပါတယ် CNF မှာလည်းရှိပါတယ်အဲ့တော့သူတို့မှာလည်းရှိတယ်သူတို့မှာရှိတဲ့ခလစ်စတာတွေသူတို့မလုပ်ပါလဲသူတို့မှာရှိတဲ့ခလစ်စတာတွေကိုသူတို့မလုပ်ပါလဲဆိုတော့မေးပေါ့နော် PDF တွေထဲမှာလည်းအတက်မပြေသေးတဲ့လူငယ်လေးများစွာအတက်မပြေသေးတဲ့လူငယ်လေးများစွာအာဘာပဲပြောအတက်မပြေသေးတဲ့လူငယ်လေးများစွာ PDF ဖြစ်နေအသက်ပေးနေကြတယ်အများကြီးရှိပါတယ်အဲ့တော့ဘာလို့တောင်းယူမလို့ဆိုတော့မေးပေါ့ကျွန်တော်တို့တော့မေးချင်ပါတယ်အဲ့တော့ ျွန်တော်ကတော့ပွင့်လို့ပြောနေတက်မတော်ကဒီလိုမျိုးပြည့်ပြောင်းလေးလုပ်လာတဲ့ကိစ္စကိုဟို welcome လုပ်ပါတယ်ဘာပဲပြောတက်မတော်နေဒီလိုပြည့်ပြောင်းလေးလုပ်ပြီးတော့လေဟိုသူ့ရဲ့သူ့ရဲ့ကိုကောင်းတဲ့တက်မတော်တရားဖြစ်လာအောင်ကြိုးစားနေတော့တွေ့တယ်လို့ welcome လုပ်တယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ဒီလောက်နဲ့ရပ်ရစီအားလုံးပဲဝိဇ္ဇာတွေရှိပါတာယူပေါ်စေနာမထားပါတက်စားရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုလောကဒီနေ့ပြောနေတဲ့လူမိုက်လူရန်ကလူတက်အကြမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေလားဆိုတော့ပြန်လည်မင်းကုန်းတော့ပါလို့ပြောရင်းနဲ့တော့နိုင်ပါဗျာ